ကျွန်တော်ရဲ့သတင်းတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမှာတော့ကျွန်တော်နဲ့အတူတူကြည့်ရမယ့်ဗီဒီယိုလေးတွေပါဗီဒီယိုလေးတွေဖြစ်မလဲဆိုတာအခုပဲကျွန်တော်နဲ့ဆုံးအောင် like ကြည့်ပေးဖို့မြစ်တိုင်ရခင်ပါတယ်ခင်ဗျဘုံမူတင်လင်းအောင်ရေမင်းကတော့ CDN လုတ်ပြီးပြည်သူအချစ်တော်ဖြစ်ပြီးနားမှာတော့ပြည်သူအချင်းဖက်ကြီးဖြစ်နေပါပြီကွာအောင်လာလေးပြီသူတို့မြောက်ကိုရန်အားပေးခဲ့ကြတဲ့ပိသက်တွေရင်းထဲမှာမကြည့်တင်ခဲ့ဖြစ်နေကြလား မြမလူငယ်တွေအသက်ဘေးတိုက်ပွဲဝင်နေတယ်။မြမနွေဦးတော်လိုင်းကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့အရန်ချစ်ခဲ့တဲ့ကိုလေးပြူအလင်းကြောင်ဒီလိုတချင်းတွေတကောင်ရညာနဲ့တဲ့ဒီလိုတချင်းတွေဆုံးမဒီတချင်းတွေကျွန်တော်တို့ idol ကိုလေးပြူပါ မြမတော်လန်ရေးကိုပြက်ရပြုတ်ပြီးတဲ့နောက်ပိုင်းမှာလူငယ်တွေကစိတ်နာခဲ့ကြတယ်။လေးမျိုးချင်းဆိုရင်နားမထောင်။ဒါမဲ့သူ့ကိုအရန်ချစ်အရန်လေးစားတန်ဖိုးထားခဲ့ကြတယ်။သူတို့ချစ်တဲ့အမှုပညာရှင်တယောက်ကိုပြည်သူလူထုဟာတော်လန်ရေးနဲ့ပတ်သက်လာရင်အသေးကိုဆွဲဖြုတ်ပြီးမိလိုက်ကြတယ်။အခုတခါအောင်လား အောင်လားဆိုရင်လည်းအပိကြရတာစပအုံးမူညီမစပအုံးမူညီမပြီးလိုင်းကြီးကိုချုပ်ပြီးခဏလေးပဲပြီးသွားတယ်ပွဲဒီနဲ့ပတ်သက်ပြီးအားမလို့အားမရဖြစ်ခဲ့ကြတယ်မလားဒီအကြောင်းကိုကျွန်တော်သုံးသပ်ပြောချမှာဆွေးနွေးမှာဖြစ်ပါတယ်အဓိကတစ်ချက်ရှိနေတာကဒီနေ့မင်းအောင်လိုင်းနောက်ကိုရှော့လိုက်ဒုံးတွေလိုက်ပါတယ်မန္တလေးရပြည်ပွဲ မန္တလေးတက်တော်ရဲ့နှစ်တရာပြည့်ပွဲမှာမြောက်ဝိုင်းလာတယ်အဲ့ဒီပွဲတွေကိုရှော့တိုက်ဒုံးနဲ့ပြစ်ဘူးဒါပေမဲ့အကြောင်းကြောင့်ကြောင့်လာပါခရတွေပဲပြစ်တွင်းနိုင်ခဲ့ရဆိုတဲ့တရင်ရှိပါတယ်နောက်ဆုံးတစ်ခုက NUG အစိုးရလာမဲ့တပတ်အဲနှစ်ပတ်အတွင်းမှာအစိုးရတဲ့ဖွဲ့စည်းမယ်ဆိုတဲ့တရင်တွေဖတ်ပေါ်နေပါတယ်ဒီဖွဲ့စည်းမှုတွေမှာ ိုင်းနာကောင်းဆောင်ကြီးလည်းပါမယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ဒါတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြရအောင်။ကဲမင်းအောင်မင်းကစတာမယ်ယူ။မင်းအောင်မင်းဒီနေ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာခဲ့ပါတယ်။နန်းတွင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာတဲပါတယ်။အဲ့တော့နာပခရေကို BWN က ျော့လိုက်တော့နှလုံးနဲ့ပြစ်ပါတယ်။မင်းအောင်လည်းအော်တိုဘတ်၄ရက်နေ့မနက်6:15မှာမန္တလေးတက်တော့နှစ်တရာပြည့်ဝယ်တက်ဖို့ပြင်းတွင်မှမန္တလေးကိုရောက်လာ။နန်းတွင်မှာခိတ္တတဲခုတွေတဲခုတွေအချိန်မှာတည်င်းရောက်လို့ကျော့လိုက်တော့နဲ့ပြစ်တယ်။မထိလိုက်ပါ။မန်းကြပြီးပွဲမင်းအောင်လည်းလူသားတိုင်းလှုပ် အယတပြည်သူတွေအကာအကွယ်လုပ်ပြီးပွဲတက်ခဲ့တယ်။အခမ်းအနားကိုတိုက်ခိုက်ရင်နေရအတိကျတိလွယ်ကူတယ်။သို့တော့ပြည်သူလူထုထိခိုက်မှာစိုးတဲ့အတွက်မင်းအောင်လိုက်တဲခိုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲဟူတာပြစ်ခတ်တက်ခဲ့တယ်။အဲ့တော့သူတဲနေတဲ့အချိန်မှာပြစ်တာ။နောက်ပါခါတွေကိုကြပါတယ်။ပြစ်မှတ်ကတော့မင်းအောင်လိုက်စီ။ဒါပေမဲ့ သူမပိတ်ဘူးပေါ့ဗျာပိတ်အောင်ပြစ်အောင်ပါပိတ်အောင်ပြစ်ပါမင်း online တွားလေရနောက်ဘူး short right တုံးလေး like ကို like နေရပါဒုတိယမြောက်စိုးဝင်ပါစိုးဝင်နောက်ကို short right တုံးလေးတောက်လျှောက် like ခဲ့တယ်ဆိုတာဘိတ်သက်ကြီးဒီလူလူခင်ဗျားတို့အားလုံးသိပြီးသားအခုတခါမင်း online စီကိုပါတွားပါတွားပါတွားပါငါတို့ရှောက်အောင်ပြစ်ပါဆိုတော့ BWN အပါဝင်ကျွန်တော်တို့ ပြီးပဲ serving force and and ဒီဆိုတဲ့ PDF ရေဒနာဘုံတက်ဦးအစရှိတဲ့ဘုံတက်ဖွဲ့တွေဟာ mission 46အဖြစ်အောင်မြင်စွာတိုက်ခိုက်ခဲ့နိုင်တယ်။လဘခါကတိုင်မှုအခုလောက်ဆိုနဗန်ချင်းခံရပြီဖြစ်ပါတယ်။အခက်မသိရင်စစ်ထောင်ကြလာဘကတခုလုံးပြရမီးလောက်နေ အခြေအနေပေါ့ဒါတော့ဒီနေ့ဒီအခြေအနေတွေရှိနေတယ်နောက်တစ်ခုကအန်ယူဂျီမြန်မာညီညီအစိုးရအစိုးရတဲ့ဖွဲ့စည်းမယ်ဆိုတဲ့တရင်ကြီးကြားရတယ်ကျွန်တော်ကြတိရတဲ့တည်င်းရဆိုရင်တော့လာမယ့်73ရက်နေ့မှာကြီးညာမယ်ဆိုတဲ့အကြံဉာဏ်သိရှိရပြီ။တောင်ပိုင်းမြောက်ပိုင်းကတိုင်းသားဥယျာဉ်ကိုပါမယ်လို့လည်းကျွန်တော်တို့အကြံဉာဏ်သိရပါ ဲ့တော့အစိုးရသစ်ဖွဲ့စည်းတဲ့နေရာမှာဂျာကာလာအစိုးရပဲလားဖက်ဒရယ်အစိုးရပဲလားဘလို့ညှိနှိုင်းပြီးဘလို့တိုင်ပင်ပြီးဘလို့ဂရီကဝစ်တွေနဲ့ဘလို့လုပ်တယ်ဆိုတာကိုတော့လက်ရှိအချိန်ထိတရားဝင်မိသည့်အဖွဲ့အစည်းကမှပြောကြားထားခြင်းမရှိသေးပေမဲ့ဖော်ပေါ်လာတဲ့သတင်းများအရ NUG ရဲ့အတွင်ပြောင်းအစိုးရအဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီးတော့တော်လှန်ရေးကိုညီညီညွတ်ညွတ်တိုက်ပွဲဝင်မယ်ဆိုတဲ့သတင်းစကားပေါ်မှာ လုံနီးကြိုင်နီးနီးနာမှန်ကန်ခဲ့ရင်ကျွန်တော်တို့ကြိုးဆိုပါတယ်ကြိုးဆိုပါအဲ့တော့အရင်တော့လိုပဲဟိုလူကိုဒီနေရာရွှေ့ဒီလူကိုဟိုနေရာရွှေ့ဟိုလူကယာတုထွက်ဒီနေရာလာဒီလိုမျိုးဆိုရင်တော့ဒီလူလူကနှစ်သက်မှာမဟုတ်တယ်လို့တကယ်လုံမဲ့တကယ်စစ်မှန်တိုင်းမင်းဒိုင်းနာအီအော်ရီထေရှားကြကြတဲ့ခေါင်းဆောင်တွေအဆရှိရပြီးပါဝင်တဲ့ ဖွဲ့စည်းမှုအစ်စ်ကိုတော့ကျွန်တော်တို့ကကြိုဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့အပြောဆောလို့မရသေးဘူးစောင့်ကြည့်ဟာ။နောက်တဲ့အစိုးရတရက်နောက်တဲ့အစိုးရပုံစံတစ်ခုဒီကနေ့အာခတ်တတော် ULA ရခိုင်မျိုးသားအဖွဲ့ချုပ်ကိုရခိုင်ပြည်နယ်ရဲ့တရားဝင်အုပ်ချုပ်သူဖြစ်အတိမတ်ပြုတ် UN အဖွဲ့ဝင်နိုင်ငံတွေရဲ့တန်အမတ်တွေအရက်ဖက်ဖွဲ့စည်း202ဖွဲ့က အိပ်ဖွင့်ပေးတာပို့လိုက်ပါတယ်ဒီပို့ဆောင်မှုเนี่ยပတ်သက်ပြီးမြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်တိုင်းဂျပန်နိုင်ငံကအခြေစိုက်တဲ့တက်ကြွလှူရှားသူအရက်ဖက်အဖွဲ့202ဖွဲ့ကိုသိရပြီးသူတို့ရဲ့တောင်းဆိုချက်ထဲမှာအာခတ်တက်တော်အေးဟာရခိုင်ပြည်နယ်ကိုတရံဝင်အုပ်ချုပ်နေတော့ရခိုင်ပြည်နယ်အစိုးရဖြစ်တယ်စစ်ကောင်မရှင်ကတဆင့်မဟုတ်တဲ့လူသားချင်းစာနာမှုအကူအညီတွေကိုပေးမယ်ဆိုရင် ကော့ဘဇာရင်ဂျာဒုက္ခတဲ့စခန်းမှာလူသားချင်းစာနာမှုအကူအညီတွေပြန်ပေးဖို့ UN ကပေးတဲ့အကူအညီတွေကိုလည်းစစ်တပ်လက်ထဲမရောက်ဘဲအာခတ်တပ်တော်ဟိတော်၎င်းရခိုင်ပြည်သူလူထုလက်ထဲကို၎င်းရောက်ရှိဖို့တိုက်တွန်းတောင်းဆိုထားပါတယ်ဆိုတော့လက်တွေ့မြေပိုင်လို့စစ်နိုင်တဲ့အာခတ်တပ်တော်ဟိရခိုင်ပြည်နယ်အစိုးရဖြစ်အတိမတ်ပြုတ်ပြီးတော့ တောင်းဆိုမှုဟာမှန်ကန်ပါတယ်ပြီးသူတရားလုံးကလည်းဤကဲ့သို့တော်ရထတ်သူရှိနေမှာကျွန်တော်ယူဆပါတယ်အဲ့တော့ဒီကနေ့မှမရောက်နိုင်တော့ကိုရှော့လိုက်တုံးလေးလိုက်တာနဲ့ပတ်သက်ပြီးနောက်ထပ်ဒီထက်ပုံမှုခိုင်မာတိကျတဲ့မင်းအောင်လိုက်ရှိရ နေရာများကိုပြစ်မှတ်အဖြစ်ထည့်သွင်းစဉ်းစားတွက်ချက်တိုက်ခိုက်မှုတွေဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ပြည့်ပြည့်ဝဝယုံကြည်သူပြည်သူလူထုကလည်း တခဲနဲ့အာပိထောက်ခံလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဆက်ပြီးတော့ဒီကနေ့တဘောတရားလေးတစ်ခုညှက်ပြောပြချင်ပါတယ်ကြိုက်သလောက်တရားပါစေအာမရှိလို့ကတော့တရားဟာဘတော်မှမနိုင်ဘူးအာမရှိတဲ့တရားနဲ့ယန္တူကိုသွားတိုက်လို့ရှိရင်တော်ရဲကိုမောင်းထုတ်တတရားနိုင်ငံထွက်ထောင်ထဲကိုထဲတာကျိုးစင်တင်အသေးတာခံသွားရမယ်ဘယ်သူမှလာမကဲဘူး အဲ့တော့ဒီကနေ့အင်အားကြီးနိုင်ငံတွေကဘာမှာမပါလုံးနေလေအားကြီးတူတာအနိုင်ရနေပါတယ်တိုက်ပွဲပုံစံဟာရန်သူကပြတ်ထမ်းပေးလိုက်တာဖြစ်ပါတယ်တိုက်ပုံတိုင်ကြီးကိုတော့ကျွန်တော်တို့ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့တော်လိုင်းကာလနိုင်ငံကြီးဆိုတာစစ်အနိုင်တိုက်ရေးဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ် ဲ့တော့အာနာနိုင်ငံကြီးနဲ့ပတ်သက်ပြီးအာနာနိုင်ငံကြီးဆိုတာအာနာချုပ်ကန်ထားနိုင်သူတက်နဲ့တနတ်ပါပဲတက်နဲ့တနတ်ကိုအမိတ်ပေးနိုင်သူဒါညမသမိုင်းမှာအာနာနိုင်ငံကြီးကိုချုပ်ကန်နိုင်ခဲ့ကြတာကျွန်တော်တို့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာမေတ္တာတရားကြီးမားပါတယ်လူမှုနှလုံးသားကိုဖန်ဆာပါတယ်လူမှုတရားလုံးကလည်းကြီးညိုလေးစားပါတယ်သို့တော် တက်နဲ့တက်နဲ့ကိုအမိတ်ပေးလို့မရတဲ့ခါကြအခုလိုမတရားဖန်ဆီးခံနေကြတာဖြစ်ပါတက်နဲ့တက်နဲ့ကိုအမိတ်ပေးနိုင်ဖို့ကျွန်တော်ကြိုးစားရမယ်မြေပိုင်အောင်လုပ်ကမယ်စစ်နိုင်မှမြေပိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့အလုတ်လုပ်ရမှာကဘုမတိဗမ်တိနဲ့အရွယ်ဂျပန် လုတ်တဲ့သူတွေတတိယနိုင်ငံပြည်ပြီးနိုင်ငံရေးဂုရုကြီးရောက်ဆောင်တာရက်ပါတကယ်လက်တွေ့နိုင်ငံရေးဟာစစ်နိုင်တိုက်ကြီးဖြစ်ပါတယ်တစ်ဖက်မှာဖက်စစ်တပ်ဟာ normal life စစ်တပ်အုပ်ချုပ်မှုကိုအသားကျတော့လုံနေပါတယ်ကျွန်တော်တို့ပြည်သူလူထုကဘာဆက်လုပ်ကြမှာလဲကျွန်တော်တို့တော်လိုင်းနိုင်ငံရေးသမားတွေဘာဆက်လုပ်ကြမှာလဲ ဒါပေမဲ့တခုတော့ပြောလိုက်လာမယ့်2025ဒီဇင်ဘာမရောက်ခင်ကာလဟာကျွန်တော်ရဲ့အောင်လန်တော်လွှင့်ပြီးစစ်ကြောင်းချီစစ်ချီထိုးမဲ့ကာလတည့်ရက်ဖြစ်လာနိုင်စရာကိုကျွန်တော်တွေ့နေရပါတယ်ပြည်သူလူကြီးခင်ဗျာအတူတိုက်ပွဲဝင်မှာဖြစ်ပါတယ်အတူရုန်းကန်ကြရမှာဖြစ်ပါတယ်2025 ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာတော့အလန်တော်ကိုကြည်တာအတန်ကိုနားဆွင့်အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွင့်ပြီးစစ်ချီတေးကိုဆိုကစစ်ခရာမှုတ်တန်နဲ့စစ်မြေဟိတန်ကိုရှားရဖို့ချိန်ပါတယ်ဒီညတော့ဒီလောက်အားလုံးကိုကျေးဇူးတင်ပါတယ်